လွန်ခဲ့သော၂လခန့်ကပျောက်ဆုံးသွားတဲ့မဘဘူးရွှေစင်အားလောက်တန်ခဲ့သူမှာမောင်ဝမ်ကွဲတော်သူဖြစ်နေမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုချိန်မှာတော့မိသားစုစင်မျိုးမနမတော်မယုံရဘူးဆိုတော့ကိုဒီမိန်ကလေးကတက်တည်ပြလိုက်တာပါပဲမဘဘူးရွှေစင်ကတော့ဖြာပုံမျိုးနဲ့ကျုံတာကြီးရွာမှာနေထိုင်သူဖြစ်ပြီးမဘဘူးရွှေစင်ဟာနှစ်လအကျော်ကြာပျောက်ဆုံးအပြီးမှာဖြာပုံမျိုးနဲ့ကိုရင်တန်ကြီးရွာနဲ့တက်ကံကွာကြီးကြီးရွာကြားဖြာပုံဘုကလင်းလမ်းပြီးမှာဓာတ်ပေါ်ဒီကိုပဲပြန်ရှာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ် ပြီးခဲ့တဲ့ AB 29ရက်နေ့လယ်ပိုင်းကဖျာပုံမြို့နယ်ကိုအိမ်တန်းကြီးရွာနဲ့တက်ကံကွာကြီးကြီးရွာအနီးဖျာပုံဖို့ကလေးကားလမ်းပေးမှာလူအယိုးစုတွေရှိကြောင်းသတင်းအရသွားရောက်စစ်ဆေးပြီးအဆိုပါလူအယိုးစုတွေကိုဖျာပုံပြည်သူစေယုံရှင်ခွဲယုံကိုပို့ဆောင်ပေးခဲ့ပြီးအယိုးစုတွေကိုစစ်ဆေးရမှာတော့လွန်ခဲ့တဲ့နှစ်လခန့်ဖေဖော်ဝါရီလ22ရက်နေ့ကပျောက်ဆုံးသွားတဲ့ဖျာပုံမြို့နယ်ကျုံတာကြီးရွာနဲ့မဖူးဖူးရွှေစင်ရဲ့ရုပ်အလောင်းဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။နှစ်လကျော်ကြာပျောက်ဆုံးနေတဲ့မဖူးဖူးရွှေစင်ကို အလောင်းအယုတ်စုအဖြစ်ပြန်လည်တွေ့ရှိရပြီးလူသက်တရက်ခံလို့တန်တရားရှိသူတွေကိုသိရချိန်မှာတော့အားလုံးလည်းအံ့ဩမင်သက်ခဲ့ကြပါတယ်။ဒါကတော့လောင်းကစားသမားမောင်ဝမ်းခွေကအမဖြစ်သူကိုလိန်ခေါ်တက်ဖြတ်ပြစ်စီလူရတားလို့သိခဲ့ရပါတယ်။မဖူးဘူးရွှေစင်ကိုအလောင်းအယုတ်စုအဖြစ်ပြန်လည်တွေ့ရှိရပြီးလူသက်တရက်ခံလို့တန်တရားရှိသူမောင်ဝမ်းခွေအပောင်းဝင်လူလေးဦးကိုဖမ်းဆီးစစ်ဆေးနေကြောင်းသိရပါတယ်။ ဖြစ်စဉ်အစားကတော့ယခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့ကဖျာပုံမြို့နယ်ကျုံတာကြီးရွာနေမပူပူရွှေကျင်ကဆိုင်ကယ်ဖြင့်ထွက်ခွာသွားစဉ်ပျောက်ဆုံးသွားခဲ့ရပြီးအိမ်နောက်နှစ်လကျော်အကြာဧပြီလ29ရက်နေ့ဖျာပုံမြို့နယ်ကိုးအိမ်တန်းကြီးရွာနေတက်ကံခွာကြီးကြီးရွာအနီးဖျာပုံဘုတ်ကလေးကားလမ်းပေးမှာလူရိုးစုတစ်ခုကိုတွေ့ရှိစစ်ဆေးရမှာ ပျောက်ဆုံးနေသူမဖူဖူရွှေစင်ဖြစ်တာကိုအတည်ပြုနိုင်ခဲ့ကြောင်းသိခဲ့ရပါတယ်။မိသားစုတွေရဲ့ပြောပြချက်အရတော့တမီးလေးကထွက်သွားတော့ကဆိုင်ငယ်နှစ်တယောက်တည်းထွက်သွားတာဖြစ်ပြီးဖီဖိုင်လာ21အဲ့ဒီကလေးကပျောက်သွားတာပြန်တွေ့တော့ AB 29ရက်နေ့မှပြန်တွေ့ရပါထွက်သွားတော့ကပါသွားတဲ့ဆိုင်ကင်ရော iPhone ရောမတွေ့သေးဘူးအလောင်းမဲပြန်တွေ့ရပါလက်ရှိကတော့ရဲစခန်းမှာအမှုဖင်ထားတဲ့ဒဏ်ရာရီပါရီဆိုတာကလည်းအယိုးကျနေလို့အစစ်စေးလို့မရတော့မနေ့က7နှစ်နိုင်မှသူ့ရွာမှာပဲတကြိုပြီးလို့သိရပါတယ် အလောင်းအယိုးစုကိုစီစစ်ရမှာလဲတိတ်ဆုံးသူရဲ့လက်မှဝစ်စင်ထားတဲ့ဟန်ချင်းကို တွေ့ရှိရမှာမဖူးဖူးရွှေစင်ဖြစ်တာကိုအတည်ပြုနိုင်ခဲ့တာဖြစ်ပြီးမဖူးဖူးရွှေစင်ကအင်ဂျီလက်ရှိဝစ်စင်ထားတာကြောင့်ရွှေဟန်ချင်းကိုတက်ဖြတ်သူများကမတွေ့မြင်ပဲကြံခဲ့တာဖြစ်ပါတယ်မဖူးဖူးရွှေစင်ရဲ့အလောင်းကို မေလာတရက်နေ့မှာတကြိုခဲ့ပြီးလူသက်တရက်ခံလို့တန်တရားရှိရဲ့မောင်ဝမ်းခွဲအပောင်းဝင်လူလေးဦးကိုရဲတပ်ဖွဲ့ကဖမ်းကြည့်စစ်ဆေးလျက်ရှိကြောင်းသိရပါတယ်သူ့မောင်ဝမ်းခွဲနဲ့တရက်ခံလေးဦးပေါ့ အခုတော့ပြီးသွားပါပြီစစ်စည်းနေအောင်မေးတခြားထီအခန်တွေကြံသေးလားဆိုပြီးစစ်စည်းနေရင်အခုတီထားရတဲ့လောက်ကသူ့မောင်ဝမ်းခွဲကလောင်းကစားလုပ်တယ်ဂိမ်းတွေပါရီဆော့တယ်အဲ့လိုလောက်တာမှရှုံတော့ပတ်စံလိုရနဲ့သူ့မောင်လိမ်ပြီးခေါ်သွားတာ သူ့ကောင်မလေးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်သွားတာခေါ်သွားပြီးတော့ရန်ကုန်ဘုတ်ကလေးကားလမ်းမှာတက်ပြတာပါမတက်ခင်မုတ်တွေပါရင်လဲစားသွားသေးရင်စားပြီးတော့ညဘက်ရောက်မှအဲ့ဒီဘက်ကလေလူကနည်းနည်းရှိနေနေရရောက်တော့တက်ပြီးတော့လမ်းပေးရခြုံပုံထဲမှာပြစ်ချထားခဲ့ရလို့သိရပါတယ်တရခန်နမေရီကတော့မသိရသေးပေမဲ့သူ့မှာဝမ်းကွဲလို့ပဲတည်ထားရတယ်သူ့မှာဝမ်းကွဲရင်သူ့ရွာကြုံတာနှိမ်ရောက်ရင်ဘုတ်ကလေးကတယောက်လို့တည်ထားပါတယ် က်ဖူးဖူးရွှေစင်ကတော့တည်ဆုံးချိန်မှာအသက်24နှစ်သာရှိသေးပြီးမတည်ဆုံးမီ2025ခုနှစ်ဖေဖော်ဝါရီလကမှမအူပင်တက္ကသိုလ်မှဘွဲ့ရထားသူလည်းဖြစ်ပါမဖူဖူရွှေစင်အင်းင်းနဲ့ဘွဲရပညာတက်မင်းကလေးဖြစ်ပြီးဟော့ဟော့ရရန်နေတဲ့သူမဟုတ်တဲ့သမီးလိမ္မာလေးဖြစ်တာကြောင့် အခုလိုအရွယ်ရောက်မှရရဆက်ဆက်လှုပ်ကြံခံခဲ့ရတာကြောင့်မိဘတွေခင်ဗျားလေးပြောမပြတတ်အောင်ခံစားနေရမှာအမှန်ပါပဲ။ဒါကြောင့်မလို့အခုကြည့်နေတဲ့သူတွေအားလုံးလည်းဘလို့လူမျိုးကပဲခေါ်ခေါ်အယုံမလွဲကြပါနဲ့။လူကောင်းတွေအရင်ရှားလာတဲ့ခေတ်ကြီးမှာအသွားအလာစင်ချင်းကကုကုကုကူးဆိုင်ကြပါရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အားနာလေကုညီမိယာကနေ380ပိုလောက်အလိန်ခံလိုက်ရတဲ့မိန်းကလေးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ ်အခုလက်တလုံးမှာတော့ခိုးဆုံလူနိုင်တွေများလာသလိုမတော်လောဘတွေတက်ပြီးတော့လူအသက်အန္တရာယ်ကိုတောင်ထိခိုက်နိုင်တဲ့အထီကိုစိုးဝါလာခဲ့ရပဲဖြစ်ပါတယ်။ဒါပြင်တိုးစည်းအန္တရာယ်လည်းကြောက်နေရပြီးတိုးစည်းအန္တရာယ်ကတော့ရှင်ငွေပစ္စည်းဝတ်ထားသူမှန်သမျှကြုံတွေ့နေရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။အခုတခါမှလည်းအာနာလိုကုညီမိဟာကနေလဝွင့်လစား380ဘူလာပါသွားတဲ့အကြောင်းသူမလိုသူများတခါတွေအလိမ်မခံရအောင်ဘဟုတုတအနေနဲ့ပြောပြလာခဲ့ရပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့9ရက်လေးလ2025နေ့ကဖြစ်ပျက်သွားတာလေးမျှဝေကြပါယ်။ကိုအသည့်မိတ်ဆွေများလည်းသတိထားရအောင်လို့ပါရှင်။ကျမကတော့380ကျော်ဖို့ပါသွားတာပါ။မနေ့က9ရက်လေးလ2025နေ့မနက်ရုံသွားဖို့အတွက်၈နိုင်ဝင်းကျင်လောက်ကထက်တရာသွားဝင်တာပါ။130လမ်းနဲ့131လမ်းကြား65လမ်းအိမ်သားလေးမှာပါအိမ်သားမှာဖြစ်တဲ့အတွက်ခြေလင်းသွားဝင်ခြင်းဖြစ်ပါ යි ပြီးတော့ကျမအင်းကြီးကအင်းကြီးဖြူတီရှပ်ဝတ်ဆင်ထားပါတယ်။ဒီလိုနဲ့ကျမသွားချိန်မှာနောက်ကနေစီသက်အဆိုင်ကနေအသက်40ကျော်ခန့် NDT တူလိုက်လာပြီးအမရရရရှိစရာရှိလို့အင်းကြီးဖြူပွထားတဲ့သူချီပြီးမှရမှာမို့ဆိုပြီးအကူအညီတောင်းပါတယ်။အဲ့ဒါနဲ့ကျမလည်းအားနာပြီးယုံကြည်ကကျမဘက်ကဘာအကူအညီပေးရမလဲမရော။သူကညီမလေးလက်ဝတ်လက်စားတွေပါတဲ့အတွက်အတိတအူကိုသွားခေါ်လိုက်ပါလို့ပြောပါတယ်။ကျမရဲ့အင်နာလေးတင်ဖြစ်တဲ့အတွက်ကျမတငယ်ချင်းကိုပြေးခေါ်ခဲ့ပါတယ်။ ကျမတငယ်ကြလည်းငလေးကြောင့်သူ့အဆောင်မှာနေမရတဲ့အတွက်ကျမအိမ်မှာခိတလာနေခြင်းဖြစ်ပါ යි အိမ်ကနေကျမတငယ်ကြုံခေါ်လာခဲ့ပြီးသူကကျမတငယ်ချင်းကိုလှည့်ကြည့်လို့မရဘူးကြောပြီးနေပါလို့ပြောပြီးကျမ900နဲ့တရွန်းနဲ့တပြိခတ်တစ်ခတ်ပေးပြီးအတီးပြီးတော့ဘကဝါကို၃ခေါက်ရွက်ခိုင်းပါ යි ကျမရွက်ခိုင်းပြီးတော့ရရာခြေတဲ့အချိန်ဆွဲကျုံးတဲ့လက်စွပ်တွေဝစ်လို့မရလို့ချွတ်ခိုင်းတဲ့အတွက်ချွတ်လိုက်ပါ යි သူကကျမပစ္စည်းတွေကိုပက်ဆန်နဲ့လှိပ်ပြီးကျမတငယ်ချင်းလက်ထဲသွားထည့်ပါ යි အဲ့ဒါပြီးတော့ကျမအောင်900နန်းနဲ့တပြိကက်တစ်ခက်ကိုပြေးပြီးသုံးအိမ်မြောက်ကိုသွားပစ်ပေးဖို့ပြောခဲ့ပါ යි အဲ့ကနေကျမပြေးသွားတဲ့အချိန်အဲ့မိမကျမတငယ်ချင်းလက်ထက်ကပစ္စည်းကိုယူပြီးဆိုင်ကယ်မောင်းပြေးသွားခဲ့တာပါကျမနောက်ကပြေးလိုက်ပြီးမဲ့ဘလို့မှမမီတော့ပါဘူးကျမရဲ့ဆွဲကြုံတဲ့လက်စွပ်စွတ်စွတ်ပေါင်း380ကျော်ဖို့ပါသွားခဲ့ပါ යි ကျမလိုပဲတခြားသူများမဖြစ်စေရန်ရည်ရွယ်ချက်ဖြင့်တင်ပေးခြင်းဖြစ်ပါ යි ကျမစိတ်တွေအစင်မပြေဖြစ်ခဲ့ရခြင်းများစွာအတွက်လည်းဒီရက်ပိုင်းအတွင်းမနေ့ရက်တည်နေခဲ့ရပါ යි ဒီမိန်ကလေးကတော့တိုးစည်းပါလို့သားသူပြောသမျှလိုက်လုံမိတာဖြစ်မယ်အမှန်ဆိုလက်ဝဲလက်စားချက်ခိုင်းပြီးဆိုပုံမှန်စိမ့်တဲ့ကတန်တရားဝင်မိမှာပါပဲဒါကြောင့်ဘသူပဲဖြစ်ဖြစ်နောက်ဆိုကိုနာလူစိမ့်ကဲ့ရင်သာတတိထားပါတငယ်ချင်းရေခုချိန်ဟာလူစိုးတခိုးတွေခိထနေရခံလိုက်ရမိန်ကလေးအတွက်လည်းတကယ်စိတ်မကောင်းဘူးအားလုံးလေးတော်ရုံအယုံမလွဲကြဖို့နဲ့သတိရှိရှိသွားလာနေထိုင်ကြဖို့မျှဝေပေးလိုက်ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် လွန်ခဲ့သော၂လခန့်ကပျောက်ဆုံးသွားတဲ့မဖဘူးရွှေစင်အားလောက်ကျန်ခဲ့သူမှာမောင်ဝမ်ခွဲတော်သူဖြစ်နေမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုချိန်မှာတော့မိသားစုစင်မျိုးမနမတော်မယုံရဘူးဆိုတော့ကိုဒီမိန်ကလေးကတက်တည်ပြလိုက်တာပါပဲမဖဘူးရွှေစင်ကတော့ဖြာပုံမျိုးနဲ့ကြုံတာကြီးရွာမှာနေထိုင်သူဖြစ်ပြီးမဖဘူးရွှေစင်ဟာ၂လအကျော်ကြာပျောက်ဆုံးအပြီးမှာဖြာပုံမျိုးနဲ့ကိုရင်တန်ကြီးရွာနဲ့တက်ကံကွာကြီးကြီးရွာကြားဖြာပုံဘုကလင်လမ်းပြီးမှာဓာတ်ပေါ်ဒီကိုပဲပြန်ရှာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ် ပြီးခဲ့တဲ့ AB 29ရက်နေ့လယ်ပိုင်းကဖျာပုံမြို့နယ်ကိုအိမ်တန်းကြီးရွာနဲ့တက်ကံကွာကြီးကြီးရွာအနီးဖျာပုံဖို့ကလေးကလန့်ပေးမှာလူအယိုးစုတွေရှိကြောင်းသတင်းအရသွားရောက်စစ်ဆေးပြီးအဆိုပါလူအယိုးစုတွေကိုဖျာပုံပြည်သူစေရုံရှင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ပြီးအယိုးစုတွေကိုစစ်ဆေးရမှာတော့လွန်ခဲ့တဲ့နှစ်လခန့်ဖေဖော်ဝါရီလ22ရက်နေ့ကပျောက်ဆုံးသွားတဲ့ဖျာပုံမြို့နယ်ကျုံတာကြီးရွာနဲ့မဖဖူးရွှေစင်ရဲ့ရုပ်အလောင်းဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။နှစ်လကျော်ကြာပျောက်ဆုံးနေတဲ့မဖဖူးရွှေစင်ကို အလောင်းအယုတ်စုအဖြစ်ပြန်လည်တွေ့ရှိရပြီးလူသက်တရခံလို့တန်တရားရှိသူတွေကိုသိရချိန်မှာတော့အားလုံးလဲအံ့ဩမြင့်တက်ခဲ့ကြပါယ်ဒါကတော့လောင်းကစားသမားမောင်ဝမ်းခွေကအမဖြစ်သူကိုလိန်ခေါ်တက်ဖြတ်ပြစ်စီလူရတာလို့သိခဲ့ရပါယ်မဖူးမှုရွှေစင်ကိုအလောင်းအယုတ်စုအဖြစ်ပြန်လည်တွေ့ရှိရပြီးလူသက်တရခံလို့တန်တရားရှိသူမောင်ဝမ်းခွေအပောင်းဝင်လူလေးဦးကိုဖမ်းဆီးစစ်ဆေးနေကြောင်းသိရပါယ် ဖြစ်စဉ်အစားကတော့ယခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့ကဖျာပုံမြို့နယ်ကျုံတာကြီးရွာနေမပူပူရွှေကျင်ကစိုင်ကယ်ဖြင့်ထွက်ခွာသွားစဉ်ပျောက်ဆုံးသွားခဲ့ရပြီးအိမ်နောက်နှစ်လကျော်အကြာဧပြီလ29ရက်နေ့ဖျာပုံမြို့နယ်ကိုးအိမ်တန်းကြီးရွာနေတက်ကံခွာကြီးကြီးရွာအနီးဖျာပုံဘုတ်ကလေးကားလမ်းပေးမှာလူရိုးစုတစ်ခုကိုတွေ့ရှိစစ်ဆေးရာမှာ ပျောက်ဆုံးနေသူမဖူးဖူးရွှေစင်ဖြစ်တာကိုအတည်ပြုနိုင်ခဲ့ကြောင်းသိခဲ့ရပါတယ်။မိသားစုရဲ့ပြောပြချက်အရတော့တမီးလေးကထွက်သွားတော့ကဆိုင်ငယ်နဲ့တယောက်တည်းထွက်သွားတာဖြစ်ပြီးဖီဖိုင်လာ27အဲ့ဒီကလေးကပျောက်သွားတာပြန်တွေ့တော့ AB 29ရက်နေ့မှပြန်တွေ့ရပါထွက်သွားတော့ကပါသွားတဲ့ဆိုင်ငယ်ရော iPhone ရောမတွေ့သေးဘူးအလောင်းမဲပြန်တွေ့ရပါလက်ရှိကတော့ရဲစခန်းမှာအမှုဖင်ထားတဲ့ဒံယာရီပါရီဆိုတာကလည်းအယိုးကျနေလို့အစစ်စေးလို့မရတော့ဘူးမနေ့က7နှစ်နိုင်မှသူ့ရွာမှာပဲတကြိုပြီးလို့တီးရပါတယ် အလောင်းအယိုးစုကိုစီစစ်ရမှာလဲတိတ်ဆုံးသူရဲ့လက်မှာဝစ်စင်ထားတဲ့ဟန်းချင်းကို တွေ့ရှိရမှာမဖူးဖူးရွှေစင်ဖြစ်တာကိုအတည်ပြုနိုင်ခဲ့တာဖြစ်ပြီးမဖူးဖူးရွှေစင်ကအင်ဂျင်လက်ရှည်ဝစ်စင်ထားတာကြောင့်ရွှေဟန်းချင်းကိုတက်ဖြတ်သူများက မတွေ့မြင်ပဲကြံခဲ့တာဖြစ်ပါတယ်။မဖူးဖူးရွှေစင်ရဲ့အလောင်းကိုမေလာတရက်နေ့မှာတကြိုခဲ့ပြီးလူသက်တရခံလို့တန်တရားရှိတဲ့မောင်ဝမ်းခွဲအပောင်းဝင်လူလေးဦးကိုရဲတပ်ဖွဲ့ကဖမ်းကြီးစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။သူ့မောင်ဝမ်းခွဲနဲ့တရခံလေးဦးပေါ့အခုတော့ပြီးသွားပါပြီစစ်ဆေးနေအောင်မယ် တခြားထီအခန်းတွေကြံသေးလားဆိုပြီးစစ်စစ်နေအခုတီထားရတဲ့လောက်ကသူ့မောင်ဝမ်းခွဲကလောင်းကစားလုပ်တယ်ဂိမ်းတွေပါရေးဆော့တယ်အဲ့လိုလုပ်တာမှရှုံတော့ပစံလိုရနဲ့သူ့မောင်လိမ်ပြီးခေါ်သွားတာသူ့ကောင်မလေးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်သွားတာခေါ်သွားပြီးတော့ရန်ကုန်ဘုတ်ကလေးကားလမ်းမှာတက်ပြစ်တာပါမတက်ခင်မုတ်တွေပါရေးလဲစားသွားသည်ရယ်စားပြီးတော့ညဘက်ရောက်မှအဲ့ဒီဘက်ကလေလူကနည်းနည်းရှင်းနေနေရရောက်တော့တက်ပြီးတော့လမ်းပြရချုံပုံထဲမှာပြစ်ချထားခဲ့ရလို့သိရပါတယ်။တရားခဏနမေရီကိုတော့မသိရသေးပေမဲ့ သူ့မှာဝမ်းခွဲလို့ပဲတည်ထားရတယ်။သူ့မှာဝမ်းခွဲရင်သူ့ရွာကြုံသားနှိမ့်ရောက်ရင်ဘုကလေးရတယောက်လို့တည်ထားပါရဲ့။မဖဖူးရွှေစင်ကတော့တည်ဆုံးချိန်မှာအသက်24နှစ်သာရှိသေးပြီးမတည်ဆုံးမီ2025ခုနှစ်ဖေဖော်ဝါရီလကမှမအူပင်တက္ကသိုလ်မှာဘွဲရထားသူလည်းဖြစ်ပါရဲ့။ မဖူဖူရွှေသည်အနေနဲ့ဘွဲရပညာတမင်းလေးဖြစ်ပြီးဟော့ဟော့ရရန်နေတဲ့သူမဟုတ်တဲ့သမီးလိမ္မာလေးဖြစ်တာကြောင့်အခုလိုအရွယ်ရောက်မှရရန်ဆက်ဆက်လှုပ်ကြံခံခဲ့ရတာကြောင့်မိဘတွေခင်ဗျားလေးပြောမပြတတ်အောင်ခံစားနေရမှာအမှန်ပါပဲ။ဒါကြောင့်မလို့ခုကြည့်နေတဲ့သူတွေအားလုံးလည်းဘလို့လူမျိုးကပဲခေါ်ခေါ်အယုံမလွဲကြပါနဲ့။လူကောင်းတွေအရန်ရှားလာတဲ့ခေတ်ကြီးမှာအသွားအလာစင်ချင်းကကုတ်ကုတ်ကုတ်ကြူးဆိုင်ကြပါရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။